အလုံးမင်္ဂလာပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ3ရက်နေ့ညပိုင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်ဒီနေ့အတွက်ထူးခြားသတင်းတွေလည်းတော်လိုင်းအိမ်မက်တပ်ပေါင်းစုဖွဲ့ရေးကိုလောင်ပြောင်လိုက်တဲ့ငင်းချင်ရင်ပွဲစားတဲ့အကြောင်းလမ်းကကသတိပေးဆိုင်ပုတ်တွေထုတ်ရတဲ့အထိခိုးဆိုးလူရဲ့ပုံနေတဲ့ရင်ကျေးမှုမျိုးတော့မန္တလေးရဲ့အခြေအနေ စစ်ကောင်ရှင်ကရွေးကောက်ပွဲကိုမဲနေလို့ရန်ကုန်မှာပေါ်တာဆွဲမှုရော့ကျလာတဲ့တရင်တရက်ကြက်တထောင်ခွင်းနဲ့နေစားမဲဆွဲပွဲလိုက်သူတွေခေါ်နေတဲ့ကြမ်းဖို့ပါတီအကြောင်းလူငယ်တွေကိုကိုကိုအဆုံးစီမှုမြင့်တက်လာနေတဲ့တရင် လူ20ဦးထပ်မနဲ့ဝါမျိုးလိုက်တဲ့နဲ့အာဖဂန်နစ္စတန်ကငလင်ကြီးအကြောင်းအဲ့လိုတနစ်တာအထူးခြားဆုံးဖြစ်ခဲ့တဲ့ပီရင်ပီပါသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင် ီတင်းတဲ့နေကိုအယုံဆုံးရှုစားလိုက်ကြရအောင်ပါတော်လိုင်းအိမ်မက်တပေါင်းစုဖွဲ့ရီကို လောင်ပြောင်လိုက်တဲ့ငင်းချင်းရင်ပွဲစားတအုပ်အကြောင်းကနေစတင်ပြောပြပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနဲ့အတူတော်လိုင်းအင်အားစုတွေရဲ့တော်လိုင်းအိမ်မက်အဖြစ်ကြိုးပမ်းနေတဲ့တော်လိုင်းတပ်ပေါင်းစုဖွဲ့ရီကိုငိမ့်ချင်းပွဲစားတအူးဖြစ်တဲ့ဦးမင်းစော်ဦးကလှောင်ပြောင်ပြောကြားလိုက်ပါတယ် ဥမင်းစောဦးဟာအာနာသိန်းစစ်တပ်ကပြုလုပ်တဲ့ငင်းချရင်ဆွေးနွေးပွဲတွေနဲ့ NCA ဆန်နစ်ပြပွဲတွေကိုတက်ရောက်ခဲ့သူ ဖြစ်ပြီးတော့ NUG PDF ကလှုပ်ကြံခံရမယ်စီရင်နေပါဝင်နေဆိုပြီးစစ်တပ်ဘက်ရဲ့သူတွေက နိုင်ငံတကာစီပို့တဲ့စာတွေပါဝင်ခဲ့သူတအုပ်လည်းဖြစ်ပါတယ်အပြည့်ရတာမဆမ်းမဲအဖွဲအားလုံးအပြည့်ရဖူပြီးမောလို့နနာတရုတ်ဖီအားကြောင့်နနာ ကြီးစုဖို့နနာအပြစ်ရက်တယ်ဆိုတာကမိမိအဖွဲ့အစည်းရဲ့အကျိုးစီးပွားကိုအဓိကထားစဉ်းစားပြီးလုပ်ကြတဲ့ချိုးချောင်းစင်ကျင်မှုဖြစ်တယ်လို့ငင်းကြရင်ခေါင်းစဉ်အောက်ကနေစစ်ကောင်ရှင်ကို ထောက်ခံပြီးကိုကျိုးရှာနေတဲ့ငင်းကြရင်နဲ့လုံခြုံရေးဆိုင်ရာမြန်မာ Institute MIPS ရဲ့ Director အဖွဲ့ဝင်တအူးလည်းဖြစ်တဲ့ဦးမင်းစောဦးကပြောပါတယ် နိုင်ငံတကာဆက်ဆံရေးသီအိုရီတွေက realistic တွေလိုပဲလာနာကအဖွဲ့တွေကြားမှာမိမိအဖွဲ့ရဲ့အကျိုးစီးပွားကိုပဲပနာမထားစဉ်းစားကြတာပါဒါကြောင့်လဲတပောင်းစုဆိုတာလူသုံးနိုင်ငံရဲ့အာသာဖြစ်မှုကြီးဖြစ်နေခဲ့တာလို့စစ်တပ်ဖွဲ့စည်းခဲ့တဲ့အပြစ်ခတ်ရက်စဲရေးဦးတဲကော်မတီဝင်တအူးလေးဖြစ်တဲ့ဦးမင်းစောဦးကပြောပါတယ် တဆက်တည်းမှာပဲကျိုးချောင်းစင်ကျင်နေတဲ့ရုရှားနဲ့အတာရီကြမှာကိုကရမ်ဘိုလှုပ်ချင်နေရင်တော့အဲ့လိုဇလန်တွဲအတိုလေးတွေမြမပီလက်နက်ကင်တမိုင်းမှာအများကြီးပဲ ကပြအတုံးတော်ခံခဲ့တယ်ဆိုတာလေးတတိရလိုက်ပေါ်လို့တော်လိုင်းခေါင်းဆောင်လေးကိုခနဲ့ပြီးပြောဆိုသွားပါသေးတယ်။ပင်လုံသဘောတူညီမှုလို့ပြီးမနဲ့တောင်းတန်းကြတော်လိုင်းပြည်ရင်တရပေါ်ပေါဖို့နဲ့တိုင်းသားလူမျိုးစု အလုံးပါဝင်ဖွဲ့စည်းထားတဲ့မဟာမိတ်စည်ရေးတပ်ပေါင်းစုပေါ်ဖောက်ဖို့မျှော်လင့်ကြ။အန်နူးချေယာယီတမရဒူဝလာရှိလာကဒီနေ့2025ဖေဖော်ဝါရီ12ရက်နေ့မှာကြာရောက်ခဲ့တဲ့88နှစ်မြောက်ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့အထိမ့်မှအခမ်းအနားမှာပြောကြားထား ားပါတယ်။ကရင်မျိုးသားလူမျိုးရင်တက်မတော့ KNL ဒုစီဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲကလည်းမျိုးတော်လည်းမှာပါဝင်နေကြတဲ့တိုင်းဒါလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေအကြားညီညွတ်တဲ့တော်လိုင်းတမောင်စုတရပေါ်ပေါက်လာမယ်လို့ပြီးခဲ့တဲ့အောက်တိုဘာ16ရက်နေ့ကဩစတြေးလျရောက်မြန်မာတွေနဲ့တွေ့ဆုံပွဲမှာပြောကြားထားပါတယ်။ ဒုတိယအနေနဲ့လမ်းနကောင်တတိပေးဆိုင်းဘုတ်တွေထုတ်ရတဲ့အထိခိုးဆုလူရဲ့ပေါ်နေတဲ့ရင်ကျေးမှုမျိုးတော့မန္တလေးအကြောင်းတင်ဆက်ပေးကြပါတယ်ရှင်ကျေးမှုမြို့တော်လိုတင်စားကြတဲ့မန္တလေးမြို့အတွင်းခိုးဆိုလူရံမှုတွေညမာတာမကနေပတ်တွေမှာပါအရင်ကထက် အလွန်ပေါများလာနေလို့သတင်းရရှိပါတယ် အခုလိုခိုးဆိုးလုံရက်တွေစင်လယ်လေးရှိတဲ့နေရာတွေကိုတည်တာကံပြည်သူတွေကဆိုင်းဘုတ်တွေထောက်ပြီးခိုးဆိုးလုံရက်တွေရှိတဲ့အကြောင်းသတိပြုသွားလာကြဖို့အသိပေးနေကြတာပါအဲ့လိုလှုပ်ဆောင်မှုကိုပထမဆုံးအနေနဲ့ဆံမြသာစီမြို့နယ်ထဲမှာနေထိုင်သူတွေကပြုလုပ်နေကြပြီးဒါဟာမြန်မာနိုင်ငံမှာပထမဆုံးအခြေအနေလို့ MP ရဲ့စုံစမ်းလေ့လာမှုအရာသိရှိရပါတယ်။ဆံမြသာစီမြို့နယ်ထဲက100 110 64 69လမ်းတဝိုက်မှာ ဖုန်းပတ်စံအိမ်ဆိုင်ကယ်လူရမှုတွေအဖြစ်များနေရကြောင်းပြည်သူတွေသတိပြုနိုင်မှုဖီနိုင်းထုတ်ပြီးဆိုင်းပုတ်ထောင်ထားတာကိုတွေ့ရပါတယ်။မန္တလေးမြို့အတွင်းဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုမြို့ခံမြို့သမီးတအူးကခိုးဆိုလူရပေါ်ချက်ကတော့ပြောမနေနဲ့တော့နေ့တိုင်းကြားနေရတာပြီးခဲ့တဲ့နှစ်ကစပြီးပို့ဆိုးလာတာ ်အခုကတော့ကြားနေကြသတင်းတွေလို့ဖြစ်နေပြီအဲ့ဒါကြောင့်ဆိုင်းပုတ်တဲ့ချောင်းမင်းတရိပ်ပေးလာကြတာကောင်းပါတယ်အဲ့ဒါမှာတခိုးတွေမလုပ်ရဲကြမှာအလူမျိုးတမျိုးနယ်လုံးမှာလှုပ်စေခြင်းနယ်လို့ပြောပါတယ်အဲ့ဒီလိုဆိုင်းပုတ်တောင်တတိပင်းမှုတွေကိုစစ်ကုံပြင်လောက်ကမန္တလေးတိုင်းအစိုးရစီမံချက်နဲ့လှုပ်ဆောင်တာမဟုတ်ပဲပြည်သူတွေကကိုထုကိုထလှုပ်ဆောင်လာနေကြတာလို့အဲ့ဒီအကြောင်းသိရှိထားသူမန်းမြို့ကန်တအူးကပြောပါတယ် မန္တလေးမြို့မှာစက်တိုက်ကစ်ပေါ်နေတဲ့လူရဲမိုးတများမိုးစူးလွန်တဲ့တရခန်တွေဟာတာမန်ပြည်သူတွေတည်းမဟုတ်ပဲစစ်တပ်အောက်ဆွဲဖြူစောတီနဲ့ပြည်သူစစ်အဖွဲ့ဝင်တွေလည်းအများအပြားပါဝင်နေလို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ10ရက်ည7:00နာရီခွဲလောက်မှာ58လမ်းပေါ်စိုင်းကဲမောင်းနေလာတဲ့လူငယ်3ကို58လမ်းနဲ့42လမ်းအနီးပြည်သူစစ်အမေကန်ဖြူစောတီငါးဦးကဖမ်းဆီးပြီးစိုင်းကဲနဲ့ဖုန်းတွေလူရက်ခဲ့တဲ့ဖြစ်စဉ်မှာ ေါ်ဝင်ခဲ့သူတဲကအုံကိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်မှာစစ်ကောင်ရှင်လောက်ခံရဲတွေဖမ်းမိခဲ့သူတွေဟာမဟာအောင်မြင်မျိုးနဲ့ရဲမွန်တောင်ပြည်သူစေအဖွဲ့ဝင်တွေဖြစ်တယ်လို့သိရပါတယ်။ပြည်တွင်းသတင်းတွေကိုထပ်မံတင်ဆက်ပေးပါဦးမယ်ရှင်။စစ်ကောင်ရှင်ကရွေးကောက်ပွဲကိုမဲနေလို့ရန်ကုန်မှာပေါ်တာဆွဲမှုရောကြလာတဲ့သတင်းကိုပြောပြချင်ပါတယ်။ အတူရောင်ရေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပဖို့ပြင်ဆင်နေရကြောင်းရန်ကုန်မြို့လမ်းတွေပေါ်စစ်မှုထမ်းအတွက်ပေါ်တာဆွဲမှုတွေရော့ကျသွားတယ်လို့ရန်ကုန်စကောက်နက်ဝေါ် ISNC ကသတင်းရရှိပါတယ်ရန်ကုန်စောက်ကျင်ရဲအဖွဲ့ရဲ့ထုတ်ပြန်ချက်တွင်အော်တိုဘာ29ရက်ကနေနိုဝင်ဘာ2ရက်နေ့အထိတပတ်တာကာလအတွင်းအရင်ကထက်ရော့ကျသွားတာဖြစ်တယ်လို့သိရပါတယ် ဒါပေမဲ့လုံးဝကင်းစင်သွားတာမျိုးမဟုတ်ပဲချင်းမြင့်နိုင်တောင်တကုန်းဓောပုံနဲ့ကန်တာယာမြို့နယ်တို့မှာလမ်းဘေးထိုင်နေချိန်နဲ့လမ်းမပေါ်ပေါ်တာဆဲဖန်းစီခံရသူ9ဦးနဲ့ရှာပွေဖန်းစီခံရသူ2ဦးစုစုပေါင်း6ဦးရှိတယ်လို့အားစံရင်ဒီနေ့ထုတ်ပြန်ချက်အရသိရပါတယ်။ အရင်လားတွေကတည်းကဖန်စီဖြစ်စဉ်တွေတီးရတာနဲသွားပါတယ်ဗျလမ်းမပေါ်လိုက်ဆွဲတာလည်းယော့သွားပါတယ်ရေကောက်ပွဲကိုဦးစားပေးလုပ်ချင်လို့ယာယီထိန်းလိုက်ပုံရတယ်ဗျလို့အဆန်တောင်းဝင်ရှိသူက MPA ကိုပြောပါတယ်ဂျပန်စစ်ကော်မရှင်ရဲ့တရားဝင်ရေကောက်ပွဲဝါရပြန်ဆက်ကကို Facebook ပေါ်မှာဝေဖန်တာနဲ့ဝေဖန်ထားတဲ့ post တွေကို react ပေးတာကြောင့်ရုပ်ရှင်အမှုပညာရှင်၅ဦးကိုစစ်ကော်မရှင်ကအခုအပတ်အတွင်းဖမ်းဆီးခဲ့ပါသေးတယ် ပြီးခဲ့တဲ့အောက်တိုဘာ20ရက်ကနေ26ရက်အတွင်းရန်ကုန်လမ်းလေပေါ်ဖမ်းဆီးခံရသူ9ဦးနဲ့ရှာဖွေဖမ်းဆီးခံရသူ4ဦးအောက်တိုဘာ23ရက်ကနေ19ရက်အတွင်းလမ်းမပေါ်ဖမ်းဆီးခံရသူ15ဦးနဲ့အစင်းစစ်ပြီးဖမ်းဆီးခံရသူ3ဦးအောက်တိုဘာ6ရက်ကနေ12ရက်အတွင်းလမ်းမပေါ်ဖမ်းဆီးခံရသူ4ဦးရှာဖွေဖမ်းဆီးခံရသူ4ဦးနဲ့စက်တင်ဘာ29ရက်ကနေအောက်တိုဘာ9ရက်အတွင်းလမ်းမပေါ်ဖမ်းဆီးခံရသူ4ဦးအစင်းစစ်ပြီးဖမ်းဆီးခံရသူ ုံး၈ဦးနဲ့စစ်ဆေးပြီးဖမ်းဆီးခံရသူ၆ဦးရှိခဲ့တယ်လို့အာဆန်ကထုတ်ပြန်ထားပါတယ်။ဆလပီတရက်ကျက်တောင်ခွင်းနဲ့နေ့စာမဲဆွယ်ပွဲလိုက်သူတွေခေါ်နေတဲ့ချမ်ပိုပါတီဆိုတဲ့သတင်းကိုပြောပြချင်ပါတယ်။စစ်တပ်ကပိုက်ဆောင်ပါတီစန့်ခိုင်ရဲ့ရွေးကောက်ပွဲတိုင်းလုံနေစာလောက်ွက်ဟောင်းတစ်ခုဖြစ်တဲ့လူစားထိုးခေါ်ယူမှုတစ်ခုကိုအတူရောင်ရွေးကောက်ပွဲမှာလဲအတုံးချနေပြန်တယ်လို့သတင်းရရှိပါတယ်။ အဲ့ဒါကတော့စန့်ခိုင်ရေးပါတီကပြုလုပ်တဲ့မဲဆွယ်ပွဲတွေမှာ နေစာအဖြစ်တနေ့ကိုကြက်သတောင်းပေးပြီးလိုက်ပါခိုင်းနေတာဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်မြို့စင်ချီပုံမြို့နယ်တွေဖြစ်တဲ့လိုင်တရာရွှေပီတာတာကေတာအရှိတကုံတောင်တကုံနဲ့တကုံစိတ်ကမ်းမြို့နယ်တွေမှာနေထိုင်နေစင်ရဲနွမ်ပါသူတွေဖြူစောတိတွေနဲ့နှိဆက်သူတွေကိုနေစာအဖြစ်ခေါ်ယူနေရလို့စုံစမ်းသိရှိရပါတယ်။ တချို့လည်းဈေးငိမ့်လို့ကြတယ်တချို့လည်းမငိမ့်ဘူးလို့ပြောပြန်ရောတေချာတာကတော့ထမင်းမှုဝေတယ်ဆိုတာပဲမရတဲ့သူကမကြေးဘူးလို့ပြောတာဖြစ်နိုင်တယ်တရက်တသောင်းဝယ်ပေးမယ်ဆိုပြီးခေါ်သွားကြတာပဲဒါပေမဲ့တချို့လည်းမရကြဘူးဘလို့ကြောက်လဲတော့မသိဘူးလို့ရွှေပြည်သားမြို့နယ်ရဲ့အစွန်ဘက်ကြတဲ့အမှတ်ဆက်ခွန်ရက်ကွက်မှာနေထိုင်သူတအုပ်ကပြောပါတယ် အလားတူရန်ကုန်မြို့တာကေတာမြို့နယ်ကနေဝင်ရောက်ရှင်မြိုင်မဲ့စန့်ခိုင်ရင်ပါတီအမတ်လောင်းစင်းဝင်ထားသူတွေကမဲဆွယ်စီရင်လိုက်ပါရင်စံနဲ့စက်သောင်းဝဲပေးမယ်ဆိုပြီးစိုက်ကားသမားတွေနဲ့ပေးတဲ့သမားတွေကိုပြောဆောင်ထားတယ်လို့သိရပါတယ်ဒါပေမဲ့အမတ်လောင်းတွေရဲ့မဲဆယ်ဖွဲလိုက်ပြီးနောက်ဝေသွားရောက်ထုတ်ယူချိန်မှာတော့ရက်ွက်အုပ်ချုပ်ရေးမှုနဲ့အမတ်လောင်းတွေကြားဟိုလွဲတီလွဲနဲ့ပတ်စံမရကြဘူးလို့မြို့ကန်တချို့ကပြောပါတယ် အတူရောင်ရဲကောက်ပွဲမှာဝန်တန်မိုးစန့်ခိုင်ရင်ပါတီကကိုစလဲလောင်းတထောင်ကျော်နဲ့အများဆုံးစရင်သွင်းထားပြီးတော့ NLD မပါတဲ့စစ်ကောင်ရှင်ရဲကောက်ပွဲမှာတနိုင်ငံလုံးမှာသူတို့ပါတီပဲအနိုင်ရမယ်လို့စန့်ခိုင်ရင်ပါတီအမတ်လောင်းတွေကနှစ်ထင်တွေးရောက်နေကြပါတယ် ဒါပေမဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုကမ္ဘာကုလသမဂ္ဂအထွေထွေအတွင်းမှုဆောင်အန်တိုနီရိုဂူတာရက်စ်ကလွတ်လပ်ပြီးတရားမျှတမယ်လို့ဘသူမှယုံကြည်မှာမဟုတ်ဘူးလို့ပြောထားတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးအထူးကိုယ်စားလှယ်တွန်အင်ဒရူးကလည်းအတူရောင်ရွေးကောက်ပွဲလို့ပြောထားပါဗျ။ပြည်တွင်းနောက်ဆုံးသတင်းအနေနဲ့လူငယ်တွေကိုကိုကိုအဆုံးစီရင်မှုမြင့်တက်လာနေတဲ့သတင်းကိုတင်ဆက်ပေးပါဦးမယ်ရှင်။ ဆရာနာသိမှုအချိန်ကြာမြင့်လာတာနဲ့အတူစစ်တဲမှုပေါင်းစုံနေတဲ့မြန်မာနိုင်ငံတွင်အခုရပိုင်းတွင်ဝေကြီးအခက်အခဲတွေကြောင့်လူငယ်တွေကိုကိုကိုအဆုံးစီရင်မှုပြင်းထန်လာတယ်လို့သတင်းရရှိပါတယ်။နိုဝင်ဘာ3ရက်ဒီနေ့မနက်အစောပိုင်း2နာရီလောက်မှာအသက်30ဝန်းကျင်သာရှိတဲ့လူငယ်တဦးဟာရန်ကုန်တိုင်းတင်ငန်းကျုံမြို့နယ်ဘဝမြင့်ရက်ကွက်ရတနာလမ်းမဘက်ချမ်း ဘဟုလမ်းမပေါ်ကတစ်ပင်မှာမိမိကိုကိုဇွဲကျိုးချတည်ဆောင်းခဲ့တယ်လို့မြို့ကန်ပရိသာတင်းတွင်စီကတည်ရပါတယ်ဘလို့အကြောင်းကြောင့်အခုလိုကျိုးဆွဲချတည်ဆုံးလဲဆိုတာမြို့ကန်တွေအနေနဲ့မသိရှိရသေးတယ်လို့မိသားစုဝင်တွေနဲ့လည်းအဆက်အသွယ်မရသေးဘူးလို့ဆိုပါတယ်။တည်ဆုံးသူအမျိုးသားလောင်းကိုဒီနေ့မနက်ပိုင်းမှာပဲစံညစေယုံကြီးရဲ့ရှင်ခွဲယုံကိုပို့ဆောင်လိုက်တယ်လို့လူမှုရေးအသင်းတွေကပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့ကလည်း online game တွေဆော်ပြီးအကျွေးရနဲ့ချီတင်နေတဲ့ရန်ကုန်မြို့တောင်ဝေမြို့နယ်မြစ်တာညုံရွက်ွက်ရှိအဆောင်တစ်ခုမှာနေထိုင်နေအသက်22နှစ်ရွယ်လူငယ်မျိုးသားတဦးကျိုးဆွဲချတည်ဆုံးခဲ့ပါသေးတယ်။ပြီးခဲ့တဲ့အောက်တိုဘာ19ရက်နေ့ကလည်းပဲခူးမြို့နယ်အင်းတကော်မြို့လာတာရဲကျေးရွာမှာအသက်15နှစ်ရွယ်မင်းကလေးတဦးနေရင်အိမ်ခန်းတွင်ကျိုးဆွဲချတည်ဆုံးခဲ့ပါတယ်။အောက်တိုဘာ22ရက်နေ့ကလည်းမန္တလေးမြို့ ကျောင်းနောက်ပန်းလမ်း80 22 23ကြာမှာအသက်30ဝန်းကျင်အရွယ်အမျိုးသားတအူးလဲတစ်ပင်မှာကျိုးဆဲချတည်ဆုံမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ် အော်တိုဘာ22ရက်ကလည်းမကွေးတိုင်းမကွေးမြို့ချမ်းမြင့်တာယာရက်ကွက်မှာအသက်38နှစ်အရွယ်အမျိုးသမီးတဦးကျုံးဆဲချတည်ဆုံးခဲ့ပါတယ်။နောက်ပြီးအော်တိုဘာ2ရက်နေ့ကနေ15ရက်နေ့အတွင်းမှာလည်းနေပြီးတော့ရန်ကုန်နဲ့မကွေးမှာမိမိကိုယ်ကိုအဆုံးစီရင်ခဲ့သူ9ယောက်ရှိခဲ့တယ်လို့လူမှုကွန်ရက်အသင်းတွေစီကတီးရပါတယ်။ နောက်ဆုံးပြပသတင်းလေးနဲ့လူ20ဦးထံမှနဲ့ကိုဝါမြုံလိုက်ပြန်တဲ့အာဖရိကန်နစ္စတန်ကငလင်ကြီးအကြောင်းပြောပြရင်းဒီနေ့အတွက်ကျမရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲအဆုံးသတ်လိုက်ချင်ပါတယ်ရှင်အာဖရိကန်နစ္စတန်နိုင်ငံမြောက်ပိုင်းမှာလုကတ်သွားခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့်လူ20ဦးထပ်မံတေဆုံးခဲ့ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားကြရသေးရပါတယ် အင်အားရတာစကေ6ကဒမ3ဆင့်ရှိတဲ့တရားမြင့်ငလင်းကြီးဟာနိုင်ငံရဲ့အကြီးဆုံးမြို့တွေထဲကတစ်မြို့ဖြစ်တဲ့မာဆာအရှာရိတ်မြို့နာကိုဗဟုပြုပြီးလွေမာ3ရက်မနက်အစောပိုင်းမှာလှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်ဒီလူ20ဦးထက်မနည်းတေဆုံးထားပြီးတန်ရာရသူ300ကျော်ဆင်းရဲရထားတယ်လို့တာလီဘန်အစိုးရစံမာရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ နောက်ပြီးကိန်းကနန်းတွေကထပ်တိုးလာနိုင်ခြေရှိတယ်လို့လည်းအာနာပိုင်တွေကပြောနေကြပါတယ်။အာဖရိကန်နစ္စတန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ဗော့ပီနယ်တဲကခရိုင်အလုံးမှာအသေးစားတန်ရာရသူတွေနဲ့အပေါ်ယံပြက်စီမှုတွေအများပြားဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။မာဆာအစ်ရှရင်မြို့မှာလူပေါင်း9သိန်းကျော်နေထိုင်ပြီးတန်ရာများစွာငလင်လုတ်ချင်းအင်းပြို့မှာဆိုးလို့အထက်မြင့်တွေကလည်းခုံကြတာကြောင့်လို့ပြောပါတယ်။ဒါပြင်တိတာကန်တွေဟာလမ်းမော်တွေပေါ်ပြေးထွက်ခဲ့ကြရပါတယ်။ တင်ငလင်ကိုအမေရိကန်ပူမိပေဒါလေးလာရေးဌာန USGS ကတော့အတိအပြောက်များနိုင်ပြီးထိခိုက်ပျက်စီးတဲ့ဇုံကလည်းကျေပြက်နိုင်တယ်ဆိုတော့အသိပဲတက်ရောက်တဲ့တတိပေးချက်အဖြစ်ဟိမိုရောင်အဆင့်တတိပေးချက်ထုတ်ပြန်ထားပါတယ်အခုလနောက်ပိုင်းတော့လည်းအာဖဂန်နစ္စတန်အရှေ့ပိုင်းတောင်တန်းဒေသမှာမီတာစကေး6အဆင့်ရှိငလင်လုတ်ခတ်ခဲ့ပြီးလူပေါင်းတထောင်ကျော်တေဆုံးခဲ့ရပါတယ် အိန္ဒိယနဲ့ယူရေရှားကြောက်လာဆောင်တွေ့တဲ့ပြည်ရွေကြောတွေပေါ်မှာတရှိတဲ့အာဖဂန်နစ္စတန်ဟာငလင်လောက်ခတ်မှုတွေနဲ့မကြာခဏကြုံတွေ့ရလိမ့်ရှိပါတယ်။ MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆောင်ထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြမပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမွန်တွေပြေကြပါစေရှင်။